ိတ်နမိတ်ဆိုတာတကယ်ကိုယုံကြည်ဖို့လိုအပ်တယ်။ကျမတို့အမျိုးသမီးလေးတွေကအရှိမအိမ်ထောင်ဦးစီးရပတ်စံရှာနေတယ်ဆိုရင်ကျမတို့အမျိုးသမီးတွေရဲ့ဒီနှုတ်ကနေထွက်တဲ့အရာတွေကသူတို့အတွက်ကိုလည်းအဆင်ပြေစလို့လို့ကိုယ့်ရဲ့မိသားစုအတွက်လည်းတကယ်ကိုစီးပွားရေးလူမှုရေးအိမ်ထောင်ရေးတွေမှာအဆင်ပြေတာကျမကိုတွေးပါပြည့်စုံခြင်းနဲ့နှုတ်ထားပါကိုယ့်ရဲ့စိတ်မှာပြည့်စုံနေတယ်ဆိုတဲ့စိတ်နဲ့ကျမတို့နှုတ်ထားဖို့အရင်အရေးကြီးပါတယ်နှုတ်ထားလာပြီဆိုတာနဲ့ ခလေးရဥပမာပေါင်မုံကျုပ်ကြော်စားခြင်း ਨੇ တခြားဟာလေးနဲ့ short လိုက်ပါဟဲမရှိဘူးပေါင်မုံကဆိုတဲ့စကားမျိုးမထွက်မိဖို့အရင်ရေးကြည့်တယ်။ဒါရေပေါင်မုံညပေါင်မုံကျုပ်ကျော်ကြီးကစားမကောင်းပါဘူးကွာ။ဒီနေ့ဗာလေးစားလိုက်ပါလား။အဲဒါလိုမျိုးလေးနဲ့ကျမတို့ကမရှိဘူးဆိုတဲ့စကားကိုမတုံ့နှုံလိုက်ဖို့အရင်ရေးကြည့်တယ်။ ိတ်ဆိုတာနမိတ်ဆိုတာမယုံကြည်လို့မရပါဘူး။ကျမဒီအသိနမိတ်တွေကိုယုံကြည်လိုက်တဲ့အချိန်မှာကျမတို့ရဲ့စီးပွားရေးလူမှုရေးအိမ်ထောင်ရေးတွေဟာအများကြီးကိုတိုးတက်ကောင်းမွန်သွားတာကျမကိုတွေးပါ။ကျမကိုတွေးနေပဲကျမဒီနေ့ပြောပြပေးနေတာပါ။ဒါကြောင့်ဒီကညီမလေးတွေဆိုရင်လည်းအတတ်နိုင်ဆုံးမနက်ခင်းပိုင်းမှာตาရပျော်ရွှင်စွာနဲ့ပြည့်စုံနေပြီ။ငါရဲ့အိမ်မှာပြည့်စုံနေပြီ။အလျံပဲဝင်ငွေတွေကောင်းနေပြီ။ ပျော်ရွှင်စရာကောင်းနေပြီငါမိသားစုကအရင်ပျော်ဖို့ကောင်းနေငါယောက်ျားငါ့ကိုချစ်တယ်ငါသားသမီးကငါ့ကိုချစ်တယ်သီးသက်တယ်လိမ်မာဒီလိုစိတ်ကလေးနဲ့노ထကြည့်ပါဦးဆုံးကတော့ကိုအရင်ကိုစိတ်ချမ်းသာတယ်နော်ကျမတို့တွေကလေမဖြစ်သေးတဲ့အရာကိုဖြစ်နေပြီဆိုပြီးတော့ခံစားပြီးတော့မှစူးစမ်းတိဆောက်ရတာနော်ဟဲ့ဖြစ်လည်းမဖြစ်သေးပဲနဲ့ပြောနေတယ်အဲ့လိုမဟုတ်ဘူးနော် တကယ်ကိုတိမ်းပေါင်းများစွာချမ်းသာနေပြီဆိုတော့ feeling မျိုး ကိုယ့်ရဲ့ရှင်ထဲမှာ ရှိနေရင်လောက်တဲ့အလောက်တွေမှာပါအစကိုကခိုင်မာတဲ့ယုံကြည်မှုတွေယုံကြည်မှုတွေပို့ပြီးတိုးတက်လာတယ်ဒါကြောင့်ကျွန်မဒီနေ့ပြောလိုက်တဲ့ပေးလိုက်တဲ့ message လေးရနေပြီးတော့မှတွေးလေးတစ်ခုရပါတယ်ဆိုရင်တော့ follow လေးလုပ်ပြီးတော့မှ share ပေးခဲ့လိုက်နော်ကျမကတော့မြို့သမီးတွေရဲ့နေ့စဉ်လူနေမှုပွားတွေကိုစိတ်သက်ခွန်အားတွေပြောကြားပေးနေတဲ့ဟာပါဝါချွန်စင်ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။